အထီးလင်းကိုဘယ်လိုမျိုးမျှဝေပြလဲဆိုတော့2022ခုနှစ်လောက်ကစပြီးတော့ပေါ့เนาะကျွန်တော် Clutter Art Space မှာ in person workshop တွေ လုပ်ပေးဖြစ်တယ်။လူငယ်တော်တော်များများ loss ဖြစ်နေရဆိုတဲ့အချိန်မှာကျွန်တော်ရဲ့ atrophy 2ကနေတဆင့်သူတို့ရဲ့လမ်းကြောင်းလေးတွေပြန်လည်မြင်ဖို့အတွက်ကိုကူညီပေးနိုင်ခဲ့တယ်။ဒါ့အပြင် Golden Institute လိုမျိုးပေါ့နော် cultural organization တွေနဲ့တွဲပြီးတော့ကြတော့အမျိုးသမီးတွေအတွက်ကိုလည်း workshop လေးတွေလုပ်ဖြစ်ဖြစ်တယ်။နောက်ပြီးတဲ့အခါမှာလူနောက်နှစ်တည်း2023ခုနှစ်မှာဆိုလို့ရှိရင်လူငယ်တွေတော်တော်များများအတွက်ပေါ့နော် inside deep healing atrophy session မျိုးကို9ရက်တာပေါ့ intensive course အနေနဲ့ program လေးတွေ ေးဆွဲပြီးတော့ကုညီပေးပြတယ်၊မျှဝေပေးပြတယ်။တစ်ထပ်ပို့ပြီးတော့ပိုတွန်းတွန်းကျကျလုံနိုင်မှုဆိုတဲ့အခါကျတော့ကျွန်တော် online ကနေပြီးတော့ workshop လေးတွေထပ်ပြီးတော့ season ပြတယ်။ဆိုတော့ workshop season ပြတဲ့အခါမှာ free session တွေတော်တော်များများကိုတွဲလုပ်ဖြစ်ခဲ့တယ်။အာစိတ်တ Mandate Health Consultancy လို့အဖွဲ့အစည်းမျိုးနဲ့တွဲလုပ်တာမျိုးရှိသလိုကျွန်တော်ကိုယ်တိုင် Hewit Art by Masutwe Page ကနေပြီးတော့လည်းအဲ season ပြီးတော့ကျတော့ free online workshop တော်တော်များများကိုမျှဝေပေးပြတယ်။ဆိုတော့ online workshop လုပ်တဲ့အခါကျတော့မြန်မာတိုင်းနိုင်ငံလုံးမှာရှိနေတဲ့သူတွေ တော်တော်များများ join လို့အခွင့်အရေးရလာတယ်ပေါ့နော်ဆိုတော့အဲ့ဒါအပြင်ဥမာမှာကျွန်တော်နဲ့အတူတူပို့ပြီးတော့ deep intensive အလုပ်လုပ်ချင်တယ်ဆိုတဲ့သူမျိုးတွေအတွက်ကျွန်တော်က one on one course လေးတွေနဲ့ပေါ့နော်သူတို့နဲ့ deal လုပ်ပြီးတော့ကြတော့သူတို့ဆက်ပြီးတော့အကူအညီပေးပြတာမျိုးလေးတွေလည်းရှိပါတယ် အဲ့လိုမျိုးပေါ့ in person online တွဲပြီးတော့လှုပ်လာရင်းနဲ့မှာ2023ခုနှစ်မှာအာ UN အဖွဲ့အစည်းတစ်ခုကအာ you program team မှာပေါ့နော် last show မှာကျွန်တော်တို့ကို art healing နေနဲ့လူငယ်လေးတွေ community လေးတွေအတွက်အဲကုညီပေးဖို့အတွက်ဖိတ်ခေါ်တဲ့အချိန်မှာကျွန်တော်ကကျွန်တော်မျိုးသားကိုထွအောင်ကျော်ပေါ့နော်နှစ်ယောက်တွဲပြီးသွားတော့ art နဲ့ mental health well being ကိုဘယ်လိုမျိုး join လုပ်ပြီးတော့ကိုယ့်ရဲ့ emotion ကို regulate လုပ်လို့ရမလဲဆိုတာကိုလည်းတွားပြီးတော့ in person နဲ့ personally မျှဝေပြပစ်ခဲ့တယ်ပေါ့နော်